ရနယ်ဒိုနဲ့မက်ဆီစိန်ကြီးနှစ်ပါးမှာဘယ်သူပန်နာဒီမပါတဲ့အသွင်းကိုပေါ်သွင်းထားနိုင်လဲပရိသတ်များလုံးမိန်လာများရွှေရောအိုင်မက်ကွန်ရှီကောအွန်လိုင်းအကြံအစည်ကနေပြန်လည်ကြိုလိုက်ပါရင်ရနယ်ဒိုနဲ့မက်ဆီစိန်ကြီးနှစ်ပါးမှာဘယ်သူပန်နာဒီမပါတဲ့အသွင်းကိုပိုများလဲ ဒါကစိတ်ဝင်စားဖို့ကောင်းပါတယ်ရယ်လိုနဲ့မဲ့စီဖန်လေးဆိုတော့တည်တည်မောမောလေးတွေတော့ဘယ်သူကပိုကောင်းလဲရှင်းပြန်လေးရှိလာပါကြီးကျယ်ခန်းထားတဲ့စံချိန်မှတ်တမ်းတွေကနေစလို့နောက်ဆုံးပနတီသွင်းကိုအရေးအတွက်ကစပြိုင်ကြတာဖြစ်ပါတယ်မက်ဆီရဲ့ကိုခေါ်လုံးသူတွေကတော့ရနယ်ဒိုကိုဂရင်းမတွေ့ကြသလိုရနယ်ဒိုဝါရီသမားတွေကလည်းမက်ဆီကိုဆိုနည်းနည်းလေးမှသဘောမကျတဲ့ကြတာဖြစ်ပါတယ်ပရိသတ်တွေဆိုတာကတော့ပရိသတ်ပဲမို့ ကိုအားပေးတဲ့ကစားသမားကိုပဲပိုကောင်းစေချင်တာထုံးစံဖြစ်ပါတယ်။ဒါကြောင့်လည်းကိုလူသားတဲ့အချက်ကိုပဲဆွဲကင်ပြီးပြောတတ်ကြတာဖြစ်ပါတယ်။မက်ဆီဖန်နီဟာရိုနယ်ဒိုကိုပီနယ်ဒိုလို့ခေါ်လို့ရှိပါတယ်။ရိုနယ်ဒိုကိုပန်နီကနေဂိုးတွေသွင်းလို့ဆိုပြီးအဲ့လိုခေါ်ကြတာပါ။ထို့တူပဲရိုနယ်ဒိုဖန်နီကလည်းမက်ဆီကိုပက်စီလို့ခေါ်ပြီးပန်နီကနေဂိုးတွေသွင်းခဲ့တာကိုလှောင်ပြောင်လို့ရှိတယ်ပါတယ်။ဒီနောက်မက်ဆီနဲ့ရိုနယ်ဒိုဒီစိတ်ကြီးနှစ်ပါးရဲ့ကစားသမားဘဝမှာဘယ်သူကပန်နီမပါတဲ့သွင်းကိုပုံများလဲတစ်ချက်တူတူတွေ့ကြည့်လိုက်ကြရအောင်ပါ။ နေအောင်စလုံးကတော့ဂုတ်တွေဖြစ်တဲ့အတွက်ရောင်းလီအောင်အသင်းတိုင်းမှာပနတီပင်တိုင်းကင်ရတဲ့သူတွေဖြစ်ခဲ့ပြီးပြိုင်ပွဲတွေမှာအများကြီးကန်ခဲ့တာကြောင့်တခြားကစားသမားတွေထက်ပနတီပိုများနေတာမှာတော့အမှန်ပဲဖြစ်ပါရင်နှစ်ဦးစလုံးကဘောလုံးခံပါမှာဘသူထက်ကိုမစိုးပိုကောင်းတယ်လို့သတ်မှတ်ခံထားတာဖြစ်ပြီးလုံတိုင်းဖြစ်ထင်တိုင်းပေါက်ခဲကြတဲ့သူတွေဖြစ်ပါရင်တခြားကစားသမားတွေဆိုတော့မန်စီနဲ့ရိုနယ်ဒိုပြီးမှထင်သွင်းစဉ်းစားတဲ့အဆင့်ထိကိုဖြစ်ခဲ့တာပါအကောင်းဆုံးစုတွေဆိုတော့လည်းသူတို့နှုတ်အတွက်ဖြစ်ခဲ့ပြီးတလဲစီပထမနဲ့ဒုတိယကိုယူခဲ့ကြတာဖြစ်ပါရင် မက်ဆီနီယိုရိုနယ်ဒိုဂိုမသွင်းတဲ့ပွဲတွေဆိုတော့တော်တော်လေးကိုအားလုံးအတွက်အထူးဆန်းဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ရာသီတိုင်းတယောက်ကို90 60နဲ့အထက်သွင်းယူခဲ့တာကြီးပါပဲ။ဒါကြောင့်မဲဒီမန်ခင်ကစားသမားတွေကောင်းနေဆိုတော့မက်ဆီနီယိုရိုနယ်ဒိုကိုမမီဘူးလို့ပြောစမှတ်ပြုကြတာဖြစ်ပါတယ်။ဘာပဲပြောပါမက်ဆီနီယိုရိုနယ်ဒိုကိုမျက်ဝါးထင်ထင်မြင်တွေ့ခွင့်ကြီးခွင့်ရခဲ့တဲ့သူတွေကတကယ်ကိုကံကောင်းပါတယ်။လွန်ခဲ့တဲ့15နှစ်တာကာလအတွင်းဘော်လုံးဒီယောဆုကိုသူတို့နှုတ်ကပဲအပြန်အလှန်ယူခဲ့ကြပြီးမက်ဆီက8ချိန်ရိုနယ်ဒိုက9ချိန်နဲ့နှစ်ယောက်ပေါင်း73ချိန်လေးရှိတာပါ။အကယ်၍ရိုနယ်ဒိုသာမရှိခဲ့ရင်မက်ဆီအနေနဲ့ဒူးချင်းစုစိတ်တင်အခုထက်ပိုများပြားနေမှာဖြစ်တယ် လို့မန်စီဆိုတာမရှိခဲ့ရင်လည်းရန်ဒိုစီမှာအခုထက်ပိုတဲ့ တကူတော်စုစိတ်တွေရှိနေမှာမှန်ပါပဲရနေတော်ကစားမပွားမှာလည်းရှင်းအချိန်လေးစုစုပေါင်း933ကိုနေသွင်းယူထားနိုင်တော့ပါဒါအတူအနေနဲ့တိမ့်မချာခင်မှာဂိုးပေါင်းတစ်ထောင်ပြေးသွားတော့မယ်ဆိုတဲ့သဘောလေးဖြစ်ပါတယ်အဆိုပါ933ကိုမှာရနေတော်ဟာဗန်ဒီမပါတဲ့အတွင်းကိုပေါင်း959ကိုနေသွင်းယူထားတာပါဒါဆိုရင်ရနေတော်ရဲ့ကစားမပွားစုစုပေါင်းပွဲက1293ပွဲအတွင်းကို933ကိုဗန်ဒီမပါတဲ့အတွင်းကိုက959ကိုဖြစ်ပါတယ်တစ်ဖက်မှာမန်စီကတော့ကစားမပွားမှာစုစုပေါင်း158ကိုနေသွင်းယူထားနိုင်ပါတယ်အဆိုပါ158ကိုမှာဗန်ဒီမပါတဲ့အတွင်းကိုက948ကိုနေရှိပါတယ် မက်ဆီရဲ့ကစားသမားဘဝစစ်စစ်ပေါင်းပွဲက1093ဝင်းတွင်ကိုက158ကိုပန်နီမပါတဲ့တွင်ကိုက948ကိုဖြစ်ပါရီဒါကြောင့်ပန်နီမပါတဲ့တွင်ကိုမှာတော့ရနယ်ဒိုကပုံများပါရင်တပတ်မှာမက်ဆီကပွဲရင်အတွက်ပုံနေနေတာကိုထည့်သွင်းစဉ်းစားရမှာပါကစားသမားဘဝဂိုးဖန်နီပေးမှုမှာတော့မက်ဆီက381ကြိမ်ဒီဖန်နီထားနိုင်ပြီရနယ်ဒိုကတော့258ဂိုးထိဖန်နီပေးထားတာဖြစ်ပါရင်အခုဆိုရင်ပရိသတ်တွေလည်းမက်ဆီနဲ့ရနယ်ဒိုဘယ်သူကပန်နီမပါတဲ့တွင်ကိုတွေပုံများလဲဆိုတာသိလောက်ပါပြီ မက်ဆီနဲ့ရိုနယ်ဒိုဘယ်သူကဂိုးလို့ထင်လဲကွန်မန့်မှာမှတ်ချက်ပေးသွားလို့ရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့ပါလဲအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကုန်းချော်လိုက်ရပါတယ်ခင်ဗျာ။